တင်ပင်လေကိုကြည့်ဖို့တောင်းနေတာဖြစ်ပါရဲ့ ုးစီတောင်ပေါ်ကနေတိမ်ပင်လေးကိုထွက်ချင်မှဖြစ်တဲ့အတွက်မနေ့အစောထွက်ပြီးတော့တွေ့ရပါတယ် ပေါ်မှာရက်ကမှာတယ်နော်မင်းတင်ဟဲ့ရပြီဒီမှာဆင်းနေဆင်းနေ ိုးစီတောင်တိတ်မြင့်လေကြီးဖို့အတွက်ကားရင်နိုင်မြာကိုရောက်ရှိပါရခင်ဗျာဟုတ်ပါဘူးအဲ့ဒါကတော့ပုံပုံလည်းပြောတော့ရင်ငါရွေးကြည့်တယ် တောင်ပေါ်ကနေတောင်အောက်ကအိမ်ကိုလှမ်းပြီးတော့အမြင်ရပါတယ် ဒီပဲချမ်းနေပြီးတော့တိတ်ပင်လေးကိုသွားပြီးတော့ကျင်းမှာဖြစ်ပါတယ်

ိမ်ပင်လေကိုတေးချလေးကြည့်လို့ရတဲ့နေရာတော့ဒီနေရာလေးပဲဖြစ်ပါတယ်။ဒီနေရာတော့ကျွန်တော်တို့ရောက်ရှိနေတဲ့တောင်ရဲ့အစွန်ဘက်ဖြစ်ပါတယ်ခင်ဗျ။ tìm mình đi năm giàu Hãy subscribe <coughs> cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn တိတ်ပင်းနဲ့ရှုခင်းနေရအခုဗီဒီယိုထဲမှာမြင်ရတာထက်ပြင်မှာကပို့ပြီးတော့လှတယ်ခင်ဗျဒီလိုရှုခင်းနေကိုမမြင်ရတဲ့ကျွန်တော်တို့အတွက်ကတော့မြင်ရတာရင်တက်ရှုံမောပဲကောင်းပါတယ်ဒီအစွန်လေးမှာထိုင်ပြီးတော့တပုံရမ်းရတယ်ရမ်းလာတယ်ဗျ။ ပြီးတော့ဒီဘက်ကကြောက်ဆံလေးပေါ်မှာထန်ပြီးတော့တင်ပင်လေးရောခံထားပြီးတော့တပုံရံလေးရှုပ်ရင်းအရန်အောင်လာတယ်ရန်ကုန်ရန်ကုန်ဒီလိုလားအဲ့ထောင်းခွေပါညတလားကျူလား

哎，我也没咋个。哎，这个。啊，去哪里？地哪里？哪里过？地哪里？养老的。早上嘛，爸妈的。嗯。住的不行，老。嗯。好的。 မလူရင်းနဲ့လည်းတဘာဝကြမှာတဲ့အေးလို့လို့တော့တဘာဝဆက်အမေဟမ်အမေအဲ့ရတဲ့ဒီဖောင်းမင်းကဖောင်းရအောင်အမေလို့ဒီဟုတ်တယ်နောက်ဆုံးဟဲ့ကြပြီ တက်ပါအောင်တက်ဘူးတက်လို့ရလားအဲတက်မယ်ဒီခဏဘယ်တက်ကမှာဟိုဘက်မှာနော်ဘယ်လိုလုပ်ကြ။ဟောဒီဘက်အနေနဲ့။ဒီဟိုလေးကနေတက်။ဟုတ်ကဲ့။ငါမှမဟုတ်ဘူးရှိတယ်။ ဒီလဲလေးကတော့ကာယင်နာစကန်နဲ့တိမ်ပင်လေကြီးရဲ့နေရာကိုတွားတဲ့လမ်းပဲဖြစ်ပါတယ်အမဟိုမဆင်ရဖို့မယ်နိမဆင်ညာဖို့မယ်နိညာနဲ့ဟာနိပုံကကားမှာဘာမှမဟုတ်ဘူးဟိုမနိပုံနိဒါသောက်ကျ Ê, sao nè Tao giáo mà sao nè nào Cô đi đâu trái trò Rất là ngọt trái trò cho cô Không ngập trái trò ngọt được nó sợ mù lên Cậu dọa dù Thế တောင်ပေါ်မှာဇေဒီတဆူတော့ရှိပါရဲ့ခင်ဗျာကျွန်တော်တို့တောင်ပေါ်ဇေဒီပေါ်ထီတော့မတက်ခဲ့တော့ပါဘူးဟိုးစီတောင်ကတော့တိမ်ပင်လေကိုအဓိကထားပြီးတော့အာကြည့်ကြအလားတက်ပေါ်ရေးကြတာပဲဖြစ်ပါရဲ့ခင်ဗျာအခါခွင့်သိရင်တော့လူကိုယ်တိုင်းသွားရောက်ပြီးတော့ကြည့်စေချင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ် ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက် video လေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။